ပိုတူလည်းဈေးတဲ့စကားအတိုင်းမျက်စိမှိတ်ပြလိုက်တယ်။အဲ့ဒီအချိန်မှာပဲဈေးတဲ့ကသူ့ရဲ့နှစ်တန်းကနေပစ္စည်းတစ်ခုကိုဆွဲယူလိုက်သလိုခန်းစားသွားရပြီးချက်ချင်းပဲပစ္စည်းတစ်ခုကိုပြန်ထည့်ပေးလိုက်တယ်။အိမ်တော်တော်ပိုတူတယောက်မျက်စိမှိတ်ရင်းနေပြီးအိမ်နေရာမှာနေအိပ်ပျော်သွားတော့တယ်။တမတော့ပိုတူတို့တည်း အင်္ဂလိပ်စာသင်တန်းကသင်လိုက်တဲ့စာတွေကိုရေးချက်ချက်နေကြတယ်။အဲ့ဒီချိန်ဖို့သူကဟာဘာဒီမဲ့လည်းမသိတော့ဘူးကွာ။ခေါင်းတွေကိုက်လာပြီ။အက်ဒီတီရောပက်စစ်တီရောဆက်ပချက်လည်းမင်းနားထားမယ်မသိတော့ဘူး။အော့ပချက်လည်းမင်းနားထားမယ်မသိတော့ဘူးကွာ။ဖို့သူအဲ့လိုပြောလိုက်တော့သူနဲ့အတူစာလုံးနေတဲ့တုပ်ပေါ်ကမင်းပြောလိုက်အဲ့လိုကြီးပဲနော်။ပြင်းလေအော်ရရတာဘာသူလဲမကြည့်လိုက်နဲ့ဖိုးထူးပဲမင်းရဲ့အလိညာစကားတွေမယုံဘူးကွာအကောင်ပြောနေရတာတော့ဘော ငါအခုတလုံးစာမလို့မရဘူးကွာအုံနောက်ကလေဘာဖြစ်နေမှန်းမသိဘူးမင်းတို့ဆက်လို့ရင်လောက်ကြတော့ငါတော့သွားနာပြီကွာဖိုတူအဲ့လိုပြောလိုက်တော့မိဝိုင်းကနင်နားမနေရင်ငါရှင်းပြပေးမယ်လေဖိုတူရဲ့တော်ပြီငါနားလိုက်အောင်မယ်ညနေကြမှာပဲစာတကောက်ပြန်လုပ်တော့မယ်ဟာဖိုတူလည်းအဲ့လိုပြောပြီးတော့စောင်းတည်တယ်လို့အိမ်မောင်တက်သွားတယ် ါပေမဲ့လေတုတ်ပုံကအလကားရဲ့အဲ့ကောင်လေအိမ်ပေါ်မှာတယောက်တည်းစာလုံးနေမှာငါသိတယ်။မင်းကလေစွပြောနေရကွာ။ဟိုကတကယ်ဖြစ်နေရလားမသိဘူး။မင်းတို့နော်ဘလောက်ခံရခံရမမက်ကြောက်။မင်းကြည့်နေစာဝဲပြင်အဲ့ကောင်ထိတ်ဆုံးတာပဲ။ပြောရင်သာစာမရတာဖြေလိုက်ရင်အမက်ပြီပဲ။ဒါပေမဲ့လေပို့သူကတော့တကယ်စာချက်လို့မရပဲ။ အကန်းလေးမှာငိုင်တန်တန်ဖြစ်နေတော့တာပါ။ငါဘလို့ဖြစ်တာပါလဲ။စာရီကအခုကြာမှနားလည်ရခတ်နေရပါလား။ဒါနဲ့ပိုတူလေကြံရများနေစုံဖုန်းကိုဖွင့်လိုက်တယ်။ဖုန်းထဲကနေစာချက်လို့ရမယ်နီလန်းလေးတွေကိုရှာကြည့်အောင်ပါပဲ။ဒီပုံစံတိုင်းဆိုမနဲ့ပြန်ပြေးမယ်စောင့်ဝေးပဲ။ဗိတ်ကြည့်ရတော့မှာပဲကွာ။ဒါနဲ့ပိုတူလေရှာကြည့်လိုက်ချိန်မှာရေခဲတော့နှစ်ထစ်မှာကပ်ပြီးပို့ပေးရမယ်လေလား။အဲ့ဒါဆိုရင်ဘာလဲ။ ဲ့ဒါဆိုရင်ပုံနောက်တယ်မှာရှိတဲ့ညံတိုင်းမုံကြီးကရေကန်းငွေးနဲ့တူလွင့်သွားပြီးညံကောင်းလာမှမို့စာလဲအရှင်ကတည်းကပူကျက်လာနိုင်မေးတဲ့ဟာတင်ဟုတ်ပါလားဟိုတူလည်းသဘောကျသွားတယ်လောက်ကြည့်ရမယ်လိုအပ်တဲ့ပစ္စည်းကလည်းရေကန်းနဲ့နဲ့တင်မယ်ဆိုတော့နတိယငတ်မှာရှိဟိုရေခဲပဲတော့ဝယ်ရမှာကဲဝယ်မယ်ကွာဒါနဲ့ပိုတူလည်းရေခဲဝယ်မယ်ဆိုပြီးတော့အယောက်တက်ကိုဆင်းလာခဲ့ အင်ရောက်တက်မှာခုချိန်ဒီစာလုံးနေတည်းတိုးပေါ်တော့ဟဲ့ဟုတ်တူအဲ့ဘဲလဲကွာရေခဲတော့မှမလို့ဒါနဲ့တော့ဘောဒါမင်းစမိမလားခဏယူသွားအောင်မေအဲ့လိုပြောပြီးတော့ဖိုတူလည်းစပိန်စီလို့ထွက်သွားတယ်တိုးပေါ်ကဟဲ့ငါရဲ့ရွက်စင်မိဘင်းလေးဘာမှဖြစ်စင်နေဦးနော်ခနာကြမှာဖိုတူတရားရေခဲဝယ်ပြီးပြန်ရောက်လာတယ် င်းတို့ရောရေခဲကက်အောင်မလားငါတို့ကဘာလို့ရေခဲကက်အောင်မလဲကွာငါ Facebook မှာရှာကြည့်တာဖိုတူလေးသူရှာတွေ့ခဲ့တဲ့ရေခဲကြောင့်စာကျမ်းပုံကောင်းစီရဲ့နီးကိုပြောပြလိုက်တယ်အဲ့လိုလေကွာအဲ့ဒါကြောင့်မင်းတို့ရောစမ်းကြည့်မလားလို့မေးတာဟုတ်လားဟိုဒါဆိုလေမျက်ညံလေးနေတူမလားလို့စမ်းကြည့်တာမို့ကွာဒါလို့နေသူတို့နေရာမှာဖိုတူရှာတွေ့တာနဲ့ရေခဲလုံးနီးပြညာအတိုင်းလက်ထင်မှာရေခဲလုံးနီးကန့်နေကြတယ် က်နေရင်နေမိဝိုင်းကဟဲ့ဖိုးသူနင်ရတကယ်ပဲစာချက်မရဖြစ်နေရလားဒါနဲ့ဖိုးသူကခေါင်းကြီးပြလိုက်တယ်ဟာတကယ်ပါဆိုနင်ရလေမောင်းရင်ငါဒီရေခဲတော့ငုံအေးခံပြီးတော့ကက်နေပါမလားဟာဖိုးသူအဲ့လိုပြောလိုက်တော့ဟုတ်နေရဲ့အတွက်တုတ်ဘုံကစာချက်မရဘူးဆိုတိုင်းလေစွတ်ကက်မနေနဲ့ဦးနော်နတိကျော်ခဲပြီးတော့ရှော့နေဦးမှာအမလီအေးလိုက်တာကွာတော်တော်တော်ငါတော့ဆက်မလုပ်နိုင်တော့အေးတယ် အေးကွာဟုတ်တယ်အရေးပြောရေးတည်းလုံးရင်တော့အထက်အောင်နောက်ပါအေးသွားမလားဝင်နော်ဘသူမြဘယံမလားရေးတယ်လည်းမသိဘူးကွာအလကပတ်စံနေရကုံတာပဲဖတ်တင်တယ်ဖိုတူလည်းအဲ့လိုပြောပြီးတော့ကျေရဲတော့လို့အောက်ပြချလိုက်တော့လေဒိုင်မင်းလေးနောက်ရက်တည်းအထိဖိုတူရဲ့စားချက်များတွေရောကပို့ထုတ်လာခဲ့တာဆိုတော့အင်္ဂလိပ်စာမှတ်ထွက်ချိန်မှာဆီယာမာကမောင်ဖိုတူဘလို့ဖြစ်တာလဲဒီကစာရီတခုမှမမှတ်ပါလား မင်းကိုဆရာမဘဲကူမပေးကြင်လို့သာအမတ်ကိုမနေရအောင်ပေးထားတယ်စာသင်ချိန်ကိုဘာလို့လုပ်နေရလဲဆရာမဆီယာစကားကိုကြားလိုက်တော့ကိုတူလည်းမတ်တရရလိုက်တယ်ဟိုဟိုတာတာစာချက်မရလို့ပါဗျမဟုတ်ဘူးနားမလည်ရင်သင်တန်းချိန်ပြီးဆရာမကိုပြန်လာမယ်ဆရာမရှင်းပြမယ်စာချက်မရအောင်ပြောပြီးအခုလိုပြီးစက်လည်းတော့မဖြေနဲ့ကွယ်ဆရာမမကြိုက်ဘူးဆရာမလေးစူနေရင်လည်းဖုန်းဝင်လာတာဆိုတော့ကဲအလုံးကိုနေရာမှာကိုထိုင်ပြီးတော့ ဘာကြောင့်အမတ်ဒီလောက်ပဲရတယ်။ဘာလို့နေရဲဆိုတော့ပြန်ကြည့်နေနော်။ဆီယမ်မဖုန်းခဏတော့ပြောလိုက်အောင်မေး။ဆီယမ်မထွက်သွားတော့မှတုပ်ပေါ်တို့တွေလည်းဖိုတူစာချင်းများတွေဖြစ်ကိုယုံသွားကြတယ်။ဟဲ့ဖိုတူမင်းဘလို့ဖြစ်တာလဲကွာ။ဟမ်။ငါတို့မင်းပြောတော့ကတော့မယုံ။အခုမှပဲယုံတော့တယ်တကယ်ကြီးလား။တုပ်ပေါ်အဲ့လိုမြင်လိုက်တော့ဖိုတူကအဖေစာရွက်ကိုပေးလိုက်တယ်။ရောကြားလိုက်ပါလေဆိုမှ။ အပေါက်ကြီးနေတာမင်းနေပြန်ပြီမင်းရလေအခြေအနေဘယ်လောက်ဆိုးလဲဆိုကြည့်လိုက်တော့ဒါနဲ့တော်ဘောတို့သုံးယောက်လေးအပြေဆောင်ရဲကိုကျင်းလိုက်တော့မိဝိုင်းကဟေးဖို့ထုရင်နေဟောင်းကလေအမှန်90ပြီးတော့ငားမတ်တင်ရတယ်ဆိုတော့နေမို့တလို့ပဲဟာဖို့ထုကဆင်းညစ်နေရဆိုတော့ဘာမှပြန်မပြောပဲနေနေတော့တယ်ငပင်ဟောင်းဖျောက်မင်းနားမလဲတဲ့အဲ့ဒီပက်စစ်ကိုငားရတယ်ငါမင်းကိုရှေ့မြမယ်ကွာတင်းနေပြီးရင်မင်းကိုလာခဲ့မယ် မင်းမမစိတ်မြင့်နေနော်ကြာလာတဲ့ငယ်ချင်းဒီလိုနဲ့အတန်းချိန်ပြီးသွားချိန်မှာတုပ်ပေါ်ဟာငါတို့မင်းရင်ကိုဘယ်နှနိုင်လာခဲ့ရမလဲပို့တူငါဒီနေ့တော့ဘာစားမှမသိချင်သေးဘူးကွာမနေ့ပြန်ကြာမှပဲလာခဲ့ကြတော့နောက်ပြီးဒီနေ့ငါတယောက်တည်းအရင်ပြန်နေတော့မယ်သွားပြီကွာပို့တူလည်းအဲ့လိုပြောပြီးတော့ငိုင်းနိုင်နိုင်နဲ့ထွက်သွားတယ် ြန်လန်းမှဖို့ထူတရားငါလို့ဖြစ်တာလေဒီမက်မျိုးကငါတကားမှမရခဲ့ဘူးပါဘူးဘလို့ဖြစ်ရလဲအဲ့လိုမိကုန်းနေအမကြီးကိုမင်းနေခဲ့ပြီးဒေါသတွေထွက်နေခဲ့တယ်အဲ့ဒီချိန်မှာလေသူနာတွေမှထူးဆန်းတဲ့အတန်တတန်ကိုကြားလိုက်ရတယ်မှညံရောင်းနေမှညံမှညံရောင်းနေနော်မှညံရမယ်ဟာပို့သူလေအဲ့ဒီတန်ကိုကြားတော့စိတ်ဝင်စားသွားတယ် မှတ်ညံရောင်းနေဆိုပါလားဘာလဲဟာထို့တော်ထူးဆန်းတာဒါနဲ့ဟိပိုတူလေပြပတ်ဝင်ချင်းကိုဝေ့ကြည့်ပြီးတော့ဈေးတယ်ကိုရှာကြည့်တယ်ဒါမဲ့လေဘသူ့အမမတွေ့ရတဲ့အတွက်ကြောင့်ငါများနားကြမှားတာလားအဲ့ဒီအချိန်မှာမှသူ့ရဲ့ရှိတဲ့တဲ့မှာလာနေရဲ့ဈေးတယ်ကိုမြင်လိုက်ရတယ်မှတ်ညံရောင်းနေနော်မှတ်ညံနေရမယ်မှတ်ညံ ဖိုးထူလေးဈေးတယ်ကိုမြင်တော့ရက်နေလိုက်ပြီဈေးတယ်သူ့ရှေ့ရောက်လာတော့မှပြို့ဦးလေးမှတ်ညံရောင်းနေဆိုတော့ဗာလေးဗျဟာမှတ်ညံရောင်းပါလေဆိုမှမှတ်ညံပေါ့ကွာဗာလေးငါတူကဝဲမလို့လားစင်ဝင်စားလို့ဘလို့ရောင်းလဲဆိုတာရှင်းပြပေးပါလားမှတ်ညံပါဆိုကွာမင်းကလေဘလို့ရှင်းပြရမှာလေငါတူကဘာအတွက်လိုချင်တာလဲစီပွားရေးမှတ်ညံလားကစားပွဲအတွက်မှတ်ညံလားอืมငါတူရွှေဆိုတော့စောင်းပွဲမှတ်ညံလားအမျိုးမျိုးရှိတယ်ကွာဘယ်ရလိုချင်လဲဟာ မိုင်းလာကြည်လားဗျ။ဟိုဒါဆိုစားချက်များတွေတွေအတွက်ရောစားချက်ရစီတယ်မှတ်ဉဏ်ရှိလား။ဒါနဲ့ဈေးတွေကအထိပ္ပယ်ပါပါအပြုံးတစ်ခုကိုပြောင်းလိုက်တယ်။ဒါဆိုမင်းကစားချက်လို့မရနေတာပေါ့ဟုတ်လား။မဟုတ်ပါဘူး။ကျွန်တော်တကယ်ချင်းတွက်ပါဗျ။ဒါမဲ့လေဈေးတွေရတော့ရှင်းလိုက်တယ်။ရရလေ။ဒါမဲ့ဦးလျာတစ်စစ်မရအောင်။ဒါရိုက်မှရောင်းလို့ရမှာမို့ပါ။ကဲဒါဆိုဈေးတွေကထွက်သွားမယ်လို့တာနေဖို့သူက ဦးနေနေနေပါအောင်ဗျကျွန်တော်စားချက်မရလို့ပါအဲ့ဒါကျွန်တော်မှတ်ညံကောင်းကောင်းလေးတခုလောက်ရောင်းပေးပါလားရောင်းကြပဲကွာမှတ်ညံအောင်ပြောစမ်းပါကဲဟုတ်ပြီဒါဆိုဦးလေးလည်းငါ့တူမှတ်ညံအောင်ပြောပြီးပဲရောင်းမယ်ဒီမှတ်ညံကမင်းအုံနောက်ထဲမှာရှိတဲ့မှတ်ညံတွေနေရာချင်းလဲပြီးမယ်ရပါပြီဒီရောမင်းမှာမှတ်ညံအစ်တတခုရှိသွားပြီးတော့စားချက်ရတာရိစားမက်ရတာရိမှာလုံးဝဆင်ပြေသွားလိမ့်မှာဟုတ်တကယ်လားဒါဆိုကျွန်တော်ဝင်မယ်ဗျာဘယ်လောက်ပြရမှာလဲ မင်းလွယ်ရီထဲမှာမင်းမကြိုက်ဆုံးပစ္စည်းတစ်ခုပေးလိုက်အဲ့ဒါနဲ့အလဲလေလုပ်မယ်ဖိုတူလည်းသဘောကျသွားပြီးတော့ပီတူရှင်မှာရှားခဲ့တဲ့အမပေးဆောင်ရယ်ကိုပေးလိုက်ကြည့်ဒါဖြင့်ကျွန်တော်ကိုမှတ်ညံသေးထဲ့ပြီးတော့ဗျာဒါဆိုမျက်စိခဏမှိတ်ထားပြီးလုံးဝဖွင့်မကြည့်နဲ့နော်ဖိုတူလည်းဈေးတဲ့စကားအတိုင်းမျက်စိမှိတ်ပြလိုက်ကြည့်အဲ့ဒီအချိန်မှာပဲဈေးတဲ့ကသူ့ရဲ့နှတဲ့အနေပစ္စည်းတစ်ခုကိုဆွဲယူလိုက်တယ်လို့ခံစားသွားရပြီး ကြက်ချင်းမပစ္စည်းတစ်ခုကိုပြန်ထည့်ပေးလိုက်တယ်။အိမ်နောက်တော့ပိုတူတယောက်မျက်စိမှိတ်နေပြီ။အိမ်နေရာမှာနေအိပ်ပြန်သွားတော့တယ်။ဈေးတရတော့မညံရောင်းနေမညံမညံနေရမယ်နော်။အဲလိုအော်လို့ရှေ့ကိုဆက်ထွက်သွားတယ်။ညနေရောက်တော့လယ်ဒစီနဲ့ဦးစိန်ဘောကပိုတူလမ်းပေါ်အိပ်ပြော်နေရမြင်နေတဲ့အတွက်ဟာဒီကလေးဖို့ထုမလားဘယ်နေ။ လမ်းလေကောင်းကြီးအိပ်ပျော်နေရပါလိမ့်ဟိတ်ကလေးဖို့သူဖို့သူလဲသူ့ကိုတယောက်ယောက်ကခေါ်နေတယ်လို့နားထဲမှာကြားနေရပေမဲ့ပြန်မထူးနိုင်ပဲဖြစ်နေရပါဒါနဲ့ဥစိန်ပေါ်လေဟောဒီကလေးရတော့လေတော်တော်အိမ်မောကြနေရတဲ့နေစင်းလို့အုံးပါပဲဟိဒါလို့နဲ့လှဲပေါ်အနေစင်းပြီးဖို့သူကိုလှုပ်ပြီးနိုးလိုက်တော့မှဖို့သူလဲခေယောင်ကနေနဲ့ထလာတယ်ဗျာဘာဘာဖြစ်လို့လဲဗျဟော မင်းလမ်းလေကောင်းကြီးမှာအိပ်ပျော်နေလို့လေဖို့ထူရဲ့ဗျာဟုတ်လားကျွန်တော်ကျွန်တော်ဘလို့ဖြစ်ပြီးတော့အိပ်ပျော်သွားတာပါလေအိမ်ပြန်မှာမလားလာလာဦးကြီးလိုက်ပို့ပေးမယ်တားဖေတို့တော့စိတ်ပူနေတော့မှာပဲဒီလိုနေဖို့ထူလေလွယ်ကြီးကိုယူလို့ဦးစိတ်မော်လေးဘောကိုတက်လိုက်တယ်တိုင်းမီဖို့ထူစိတ်တယ်မဒီဦးလေးကဘသူလဲငါတို့ကိုယုံလို့ရရရဲ့လားကြည့်ရတော့ငါ့ကိုတိတဲ့ပုံပါပဲအနေရပြုတ်နိုင်တဲ့ပစ္စည်းရလို့လေဘာမှမပါတာ လမ်းလျှောက်သွားမှတဆိုင်တော့လှင်းလိုက်စီတာချိန်ညောင်းတက်တာတော့ပေါ့ဒါလို့နေဥစိမောရဲ့လီလီယာတေးရွေးနဲ့ထွက်လာတယ်ပိုးသူအိမ်ကိုရောက်တော့ဥစိမောကကဲပိုးသူဦးသွားပြီနော်အဲ့ဒီအချိန်သူ့ရဲ့ရှေးကွက်ပြမှာငပိန်တုပ်ပေါ်နေမိဝိုင်းတို့ကစာလုံးဖို့စောင့်နေကြတယ် ငပိန်ကဟဲ့ဟုတ်လို့မင်းစိုးကြီးပြန်သွားပြီးတော့ဘာလုပ်နေရတော့ကွာအကြီးကတော့မင်းနေသေးတယ်အဲ့ဒါအစ်စ်ကူနေမှာဆိုလို့ငါတို့မင်းဆီယာမအောင်စာမင်းနေလို့နောက်ကျနေရလို့ဖြစ်ပြီးထားတယ်ကွာဒါဆိုအခုမင်းတို့ကငါ့ကိုစာသင်ပေးဖို့ရောက်လာပေါ့ဟုတ်လားဘာလုပ်လဲဒါနဲ့မိဝိုင်းလဲကြောင်သွားတယ်ဟမ်ဟိုနင်းအဲ့ဒီပစိအကြောင်းနားမလည်ဘူးဆိုလို့လीအဲ့ဒါငါတို့နင့်ကိုရှင်းပြပေးမလို့ ဖိုတူလည်းဘာမှဆက်မပြောဘဲစာအုပ်ကိုထုတ်ပြီးတော့မိဝိုင်းရှင်းပြတာကိုနားထောင်နေတော့တယ်။အဲ့ဒီအချိန်မှာပဲဖိုတူရဲ့မှတ်ဉာဏ်ကအသိဖြစ်နေရဆိုတော့စာတွေကိုလွယ်လွယ်လေးနဲ့မှတ်မိနေတဲ့အတွက်ကြောင့်အဲ့ဒါလားငါသိရလေဘယ်နေရာမျက်ကပ်လို့လဲဒါတော့လွယ်တော့ဖိုတူအဲ့လိုပြောပြလိုက်တဲ့အတွက်တုတ်ပေါ်ကအင်းဟုတ်သားပြီလွယ်တယ်လေဒါကမင်းမလို့စောင်းဝဲဖြေတော့ငါမှတ်ပဲရတာလေကွာငါငါမှတ်ပဲရတယ်ဟုတ်လား ဟိုငားမက်ဆိုတာဘာကြီးလဲဒါမဲ့လေအလုံးအရောပို့သူကတုတ်ပေါ်မိတာကိုမကြိုက်လို့ကြည်နေဆိုပြီးထင်သွားကြတာပါဒါနဲ့ပို့သူကငားပါဒါမဲ့လေပို့သူစကားမစုံလိုက်ခင်မှာမိဝိုင်းကဟဲ့တုတ်ပေါ်သူလဲတကတလေရောအဲ့လောက်ရှာမှာပေါ့ဟာလူပဲဟာအမြင်နဲ့ကြည့်အစ်စ်တရနေစမ်းမလို့လားဟုတ်တယ်မလားငပိငပိကလေသူ့ကိုရှုပ်တည်းရဲ့မင်းလိုက်တာဆိုတော့ อืมဟုတ်ဟုတ်တာဗောဟာအမြဲတမ်းရနေဆရာမမလို့လားဖိုးထွန်းကတော့သူတို့ရဲ့ပုံစံကိုကြည့်ပြီးနားမလည်ဖြစ်နေတယ်။ဒါမဲ့လေဆက်မမီးကျင်တော့တဲ့အတွက်ကြောင့်ဒါပဲမလားငါတင်ရမှာ။ဟိုဒါဆိုလေငါသွားရတော့မယ်ကွာ။အရန်အိတ်ကျင်နေလို့ဖိုးထူးလည်းအဲ့လိုပြောပြီးတော့ငပိန်တို့ရှိရဲ့နေရာကနေထွက်သွားတယ်။ဖိုးထူးစိတ်ထင်းသူတို့ကဘာတူရလဲ။ဘာလို့ငါ့ကိုစာသင်ပေးနေရလဲ။ငါငငယ်ရရစာတော်တွေမဟုတ်ဘူးလား။ဒါမဲ့သူတို့ကြည်ရတော့ ဆရာလုတ်ကျင်တဲ့ပုံစံတော့မပေါ့တကယ်ပဲဘာရလဲကွာဖိုတူအဲ့လိုတွေးလိုက်တော့ရုတ်တရက်ဆိုသလိုခေါင်းကြီးကိုင်လာတယ်အဲ့လိုက်ရင်တော့အဆင်ပြေသွားမှာပါလိအဲ့လိုနဲ့အိမ်မော်တက်ကိုတက်သွားတော့လေအိမ်မော်ရောက်တော့တမီဝဲပြင်းနေဖိုတူမီကတာပြောင်းလာမလားဟုတ်ပြီရောက်ပြီဗျ ဟာဒါကတားကြိုက်တယ်ဟင်မေစူးဖို့ရွက်နေပဲဟင်ညိုထမင်းဝအောင်စားပြစ်မယ်ဗျာဖိုးတူးမီကတော့တက်ကြွနေတယ်ဖိုးတူးပုံစံကိုကြည့်နေပြုံးလိုက်တယ်စားရမယ်စားရမယ်ငပိန်တို့လည်းစားဖို့တွားခေါ်ကြည့်ဦးအမေတို့တို့ကပါထမင်းပိုချက်ထားတယ်ဒါရဲ့ငပိန်ဟုတ်လားမီဖိုးတူးလည်းအဲ့လိုပြောပြီးတော့အယောင်တက်မှရှိနေကြတယ်ငပိန်တို့ကိုလမ်းကြည့်လိုက်တယ်ဒီကောင်ဖိုးတူးဘာဖြစ်နေရလဲဟာ ငါတို့သူ့အတွက်အမတ်တာတာကိုသူ့စိတ်တွေမကျင်းတဲ့နေရများလား။ငပိန်အဲ့လိုပြောလိုက်တော့မိဝိုင်းကဟာနင်းရလေဖိုးတူကအဲ့လိုလူမဟုတ်တာနင်းလဲတည်တာပဲ။အခုကသူ့ကိုဆ iam မဆူလိုက်လို့နေမှာပါဟ။အဲ့ဒါတောင်း။ तू ကအခုကြာဘာလို့ဒီလောက်လွယ်လွယ်လေးနဲ့နားလေသွားတာလေဟ။ငါတို့တောင်မရှင်းပြလိုက်ရဘူးလားလို့။ဟိုသူလဲစုခံလိုက်ရတော့ရအောင်လုပ်လိုက်တာနေမှာပေါ့ဟ။ ။ဒါမှလည်းအိမ်မော်တက်မှရှိပြီးသူတို့ကြည့်နေရဲ့ဖိုးတူကတော့ငပိန်ဆိုတာဘယ်တယောက်လဲ။ငပိန်ဆိုတော့ဟူပင်ပင်ရှင်ရှင်နဲ့တယောက်များလား။ဒါနဲ့သူတို့အမေကထမင်းကျွေးခိုင်းနေဆို ပြီးတော့ငါနဲ့ရွယ်တူပဲငါ့အောင်လဲစာရှင်းပြတယ်ဆိုတော့ငါတငယ်ချင်းနေလား။ငါဘာလို့မမမမိရတာလဲ။ဖိုးတူလည်းအတွေးတွေများစွာနေစဉ်းစားမိရဖြစ်နေရောတဲ့။တပတ်မှတော့ မှတ်ဉဏ်အောင်နေဇီးတဲ့ရောက်နောက်တဲ့လူတယောက်ကိုမှတ်ဉဏ်ထက်ရောက်နေပြန်နေဇီးတဲ့ရောက်ဒီမှတ်ဉဏ်ကိုထည့်လိုက်တာနဲ့ခမရမှတ်ဉဏ်တွေကိုရသွားမှာဆိုတော့အရင်ကအချိန်တွေအားလုံးကိုမေ့သွားမှာနော်ရရဲ့လားရရင်အကုန်လုံးကိုမေ့သွားဗျာအကုန်အကုန်ကျုပ်လည်းမေ့ချင်နေတယ်အတော်ပဲဗျာအကုန်လုံးမမေ့ပါဘူးခမရပကတ်ရွယ်တော့လူတွေကိုတော့မှတ်မိလိမ့်မယ်ဗျာဇီးတဲ့အဲ့လိုပြောလိုက်တော့ဝယ်သူကရှည်လိုက်တယ်ခင်ဗျားတော်တော်နောက်တန်တဲ့လူပဲဗျာ ဒါနဲ့ဇီးတရားလေးလိုက်ရည်ပြီးစိတ်ထဲကနေပြောလိုက်တယ်။"ကျုပ်မနောက်မှန်းခမည်းနောက်ကြရင်တိလာပါလိမ့်မယ်ဗျာ